အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစေဒီညကနေပြီးတော့စုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ဗောနော်။အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ဒီနေ့မှာ conference league တွေဒါကျွန်တော်တို့ Europa League တွေရှိတယ်ဒီနေ့ပေါ့နော်။အဲ့လက်ရှိမှာဒါကျွန်တော် conference league နဲ့ Europa League ကတရက်ထဲမှာကျင်းပတယ်။ဒါအပြင်ကျွန်တော်ဒါဆောဆောလာတဲ့အသင်းတွေကဆောဆောလာတယ်ဗောနော်။ဥပမာလက်ရှိမှာ Chelsea အသင်းဆိုတာလက်ရှိမှာဒီနေ့မှာအဆောဆုံးအသင်းတစ်သင်းဖြစ်တယ်။ပြီးရင်တော့ဒါကျွန်တော်တို့ United နဲ့ဒါ Chelsea အသင်းတွေ Europa League ပွဲစဉ်တွေလာမယ်ဗောနော်။အဲ့တော့ လေဂီယာဝါဆော့ရဲ့ဒါကျွန်တော်တို့အိမ်ဝင်းမှာတော့ကံရမှာဖြစ်တယ်ဒါလေဂီယာဝါဆော့နေနေခုလက်ရှိမှာဒါကျွန်တော်တို့ဘယ်လိုပဲပြောဒီလောက်ထိတက်လာရဲဆိုတော့ဝါဆော့ကိုဒါတော်တော်လေးကြီးကြီးအောင်မှာတမပါတယ်အဲ့တော့ပြန်စဉ်းစားကြည့်မယ်ဆိုရင် Chelsea ပြိတ်သက်တွေကလက်ရှိမှာဒါကျွန်တော် Chelsea ပြိတ်သက်တွေရဲ့ယင်ဖွင့်တန်လေးကိုကျွန်တော်ပြပြပါအောင်မယ် လက်ရှိမှာ Chelsea ရဲ့ပြည်သက်တွေနေနဲ့ Enzo Morris ကတော်တော်လေးကိုအီးတင်နေတယ်။ဒါရှေ့ပွဲမှာဒါကျွန်တော်မထင်ထားမှပဲနေတာကျွန်တော်တို့သိရတဲ့အမှ Chelsea အသင်းနေနဲ့ဒါ Brentford အသင်းကိုဒါကျွန်တော်တို့တရေကန်ခဲ့တယ်မနော်။တရေကန်ခဲ့တဲ့အချိန်မှာပြည်သက်တွေတော်တော်များတင်းခဲ့တယ်။ဘာလို့လက်ရှိမှာ Chelsea အသင်းနဲ့ဒါ Champions League ဝင်ခွင့်အတွက်အရေးကြီးတာကို Enzo Morris ကသိပ်ပြီးတော့အရေးမထားပုံရတယ်။ ပြောချင်တဲ့သဘောကလက်ရှိမှာဒါကျွန်တော်အန်ဆိုမိုရက်စ်ကအနေနဲ့လေဂီယာဝါဆော့ပွဲအတွက်လူဂိုတာဆွတ်ဆက်ပြီးခြံခဲ့တယ်လို့ပြောလို့ရတယ်။ဘရန်မွန်းရဲ့ပွဲစဉ်မှာဒါကျွန်တော်တို့ကိုပါမာကောနီကိုလက်ဂျက်ဆင်ကောအရန်နေရာမှာထားခဲ့ပြီးပြီးတော့မှသာကျွန်တော်လူအပ်မှတ်သားထသုံးတဲ့အကွက်တွေလုတ်ခဲ့တယ်ပေါ့နော်။အဲ့တော့ပြောချင်တာပရိသတ်အနေနဲ့ဘရန်ဖို့အသင်းကတကယ်တမ်းပြန်ရှင်ကြည့်မယ်ဆိုလေဂီယာဝါဆော့နဲ့ပြန်ရှင်တယ်ဘရန်ဖို့အသင်းကအများကြီးပိုကောင်းတဲ့သတင်းဖြစ်တယ်။ဒါအပြင်ကျွန်တော်ကွန်ဖရင့်လိဂ်ကိုဖလားရခဲ့မယ်ဆိုရင်တော့မှလက်ရှိချယ်ချယ်ဆီအသင်းအနေနဲ့ပေါ့နော်။ဒါကျွန်တော်တို့လက်ရှိချယ်ဆီအသင်းအနေနဲ့ ချန်ပီယံလိဂ်ကိုတဲဝင်ဝင်ရမှာမဟုတ်ဘဲနဲ့ယူရိုပါလိဂ်ပဲရမယ်အတွက်ကြောင့်ပြိတ္တတွေနဲ့ဒါကြီးကိုတော်တော်လေးကိုစိုးရိမ်နေတာဖြစ်တယ်။အဲ့တော့လက်ရှိမှာဒါ Chelsea အသင်းနဲ့ကျွန်တော်တို့ Brentford နဲ့ပွဲစဉ်မှာတည်ကြခဲ့တဲ့အတွက်ကောဒါအောက်ကအသင်းနဲ့ကောအမတ်ရတော်တော်လေးကို ကတ်နေတဲ့အတွက်ကြောင့်မှလို့ရောဒါကျွန်တော်ပြိတ္တတွေနေလက်ရှိမှာဒီစားနဲ့ပတ်သက်ပြီးတော့တော်တော်ကြီးကို worry ဖြစ်နေတယ်။ worry လဲဒါကျွန်တော်ဖြစ်တဲ့နေတယ်မှာအဲ့တော့လက်ရှိမှာဒီနေ့ပွဲစဉ်မှာလေဂီယာဝါဆလိုအသင်းမျိုးကိုချက်စီသိင်းနေကျွန်တော်ရဲ့ personal မြင်မှာဆိုမနိုင်စားကြောင်းမရှိဘူး။ဒါအပြင်ကျွန်တော်ချက်စီသိင်းရဲ့လက်ရှိနီးပြဖြစ်တဲ့ဒါကျွန်တော် Anson Morris ကနေဒီနေ့ပွဲစဉ်မှာလူဆုံးထုတ်ကန်သွားမယ်ဆိုတာ100%နေနေတည်ကြတဲ့အနေအထားမှာရှိသွားပြီ။အဲ့တော့လေဂီယာဝါဆအနေနဲ့ခုလက်ရှိမှာဒါကျွန်တော်ကျွန်တော်မနိုင်ပါလေဂီယာဝါဆကိုကျွန်တော်ဒါကြားတော့ကြားဘူးတယ်ခုနောက်ပိုင်းမှာကျွန်တော်ပို့တော်မရင်းနှီးတဲ့နေမှာပါတယ်။လေဂီယာဝါဆရဲ့လက်ရှိခြေစွမ်းကဒါကျွန်တော်တို့သူ့ရဲ့ပြည်တွင်းလီပုံစံမျိုးကတော့ဒါကျွန်တော်တို့ချက်စီသိင်းနဲ့ ပြည်တွင်းလီနဲ့တိတ်မကွာဘူးပေါ့နော်ဒါလည်းရှိမှကျွန်တော်တို့ဒါချက်စီသင်းက3ပွဲနိုင်ထားတယ်ဒါကျွန်တော်တို့တပွဲရှုံးထားတယ်တပွဲသူရေးချထားတယ်လေဂီယာဝါဆော့ကတော့ကျွန်တော်3ပွဲနိုင်ထားတယ်တပွဲရှုံးထားတယ်တပွဲသူရေးချထားတယ်ဒါပေမဲ့ဒီနေရာမှာချက်စီသင်းကပြောစရာရှိလာခဲ့တယ်ချက်စီသင်းရဲ့နောက်ပိုင်းပွဲစဉ်မှာတော့ရှောက်နိုင်ခဲ့တဲ့ပွဲစဉ်တွေကိုကြည့်မယ်ဆိုတဲ့ဥစားမှာစပါးသင်းကိုနိုင်ခဲ့တာပဲကြီးကိုဘေဟီဗင်းကိုနိုင်ခဲ့တာပဲကြီးလက်စတာစီးတီးကိုကြည့်ရင်တော့ကျွန်တော်ဒါတကူနဲ့အထက်သွင်းနိုင်တဲ့ပွဲစဉ်တော်တော်လေးကိုနည်းခဲ့တယ်အာဆန်သင်းကိုရှုံးခဲ့တဲ့ပွဲစဉ်မှာဆိုတော့1-0နဲ့ရှုံးခဲ့တယ်ဘရန်ဖို့နဲ့ပွဲစဉ်မှာလည်းဂူမသွင်းနိုင်ခဲ့အဲ့တော့ချက်စီရဲ့တိုက်စစ်ကလက်ရှိမှာတော်တော်လေးကိုအားနေတယ်လို့ပြောလို့ရတယ် တမှာပါတယ်တော်တော်လေးကိုဒါကျွန်တော်ပိုပါမာတို့လည်းပြန်လာပြီလက်ရှိမှာနေကိုဆက်ဂျက်ဆင်တို့လည်းအဆင်ပြန်ပြေးနေတဲ့ဆူရာရောမှလက်ရှိမှာအခုချိန်ထိဒါအင်းငါတို့အသင်းကဘာမှအဲ့တော့ပြောချင်တာလက်ရှိမှာနီးပြနေအများကြီးမူတည်တယ် လိပြအနေနဲ့အခုချိန်ဒီဘာဆိုပါမန်ကိုမတိကြသေးတဲ့အနေဒါတခုရောက်လာခဲ့တယ်။လက်ရှိချိန်မှာသူ့မှာသူ့ရဲ့ဒါကျွန်တော်တို့လက်နက်တိုက်ထဲမှာလက်နက်တွေမှာအများကြီးရှိတယ်။ဒီလက်နက်တိုက်တွေကလက်နက်တွေကိုလည်းလက်ရှိမှာနိပြမတုံးတက်တဲ့ဥစ္စာတော်တော်လေးကိုဆိုးရွားရလို့မြင်တယ်။အဲ့တော့ဒီခြေတကြတိကြတော့ Conference League ကလည်းကျွန်တော်ကိုယ့်အိမ်ထဲကဖာဘယ်ချေရဲတသက်ရတဲ့ဖာဆိုတဲ့ပုံစံမျိုး Conference League ကရဖို့တော့ Chelsea တင်ကတိကြတယ်။ဒါပေမဲ့ Conference League နဲ့ Champion League ဝင်ခွင့်ကိုလက်ရှိမှာဘယ်သူကအရေးပူပါလဲ။ဒါကျွန်မလိုက်ပြောမှာဆိုလက်ရှိမှာဖလားကတော့ကိုကျွန်တော်ကျွန်တော်ဖလားမရဘူး။ဒါပေမဲ့ Chelsea လို့အသင်းမျိုးကဒါကျွန်တော် ယူရိုချမ်ပီယံလိဂ်ကိုတော့မှထမင်းစားရည်တော့ရလာတဲ့ကောင်းရင်းအနေနဲ့ကွန်ဖရင့်လိဂ်ကသူတို့တက်ကရင်ခုန်စရာမဟုတ်ဘူးအဲ့တော့အဲဆိုမူရက်စ်ကတော့ပြောချင်တာတော့ဖလားလိုချင်တယ်ပေါ့နော်ဒါသူ့ရဲ့သူ့ဘဝရဲ့ဒါကျွန်တော်တို့ဒါနီးပြချုပ်ယာတုအနေနဲ့ဒါတကယ်ကိုဒါကျွန်တော်ဥရောပပထမဆုံးဖလားဖြစ်လာမယ်သူ့အနေနဲ့ဒါချန်ပီယံရှစ်မှာဒါလက်စတာနဲ့ရခဲ့တာမှန်ပေမဲ့တကယ်တမ်းပြန်ကြည့်မယ်ဆိုရင်တော့ဒါကျွန်တော်သူ့အတွက်ကဒါသူ့ရဲ့နီးပြဘဝမှာပထမဆုံးတော့ကျွန်တော်တို့ဥရောပဖလားတစ်ခုဖြစ်သူကရုံးတယ်အဲ့တော့ တပတ်ကပြဿနာကဒါကျွန်တော်လက်ရှိပိုင်ရှင်နေပဲပိုင်ရှင်နေကိုတိုင်ကလည်းဒါကြီးကိုဒါโอเคရတယ်ဒါခုနကမင်းတို့မင်းအဆင်ပြေသူကျုံးဆိုတဲ့ပုံစံမျိုးလက်ခံထားတယ်ပေါ့နော်အဲ့တော့ပြဿနာကဒါပိုင်ရှင်နဲ့ဒါကျွန်တော်တို့လီးပြနဲ့ကညီနေတဲ့ကြောင့်ပရိသတ်တွေကငဘောဖြစ်သွားတယ်ပရိသတ်တွေနေခုလက်ရှိမှာချန်ပီယံလိကိုသူတို့တို့ကလို့နောက်နေ့မှာချန်ပီယံလိဒါပေမဲ့ပရိသတ်တွေနေခုလက်ရှိအန်ဆိုမူရက်စ်ကလာဆက်ကင်မယ်ဆိုလာမဲ့ချန်ပီယံလိလေချန်ပီယံလိဝင်ယုံကလွယ်လို့ဘာမှမလုပ်နိုင်ဘူးဆိုပရိသတ်တွေကဆိုအဲ့တော့လက်ရှိမှာချက်စီရဲ့ကစားသမားတွေကအဆင့်တန်းတစ်ခုရှိတဲ့ကစားသမားတွေအများကြီးဥပမာကိုင်စီဒိုတို့ပါလို့ဆောက်ပြန်မိုက်တယ်လက်ရှိမှာဆောက်ပြန်မိုက်ဒါပေမဲ့ ချက်စီပြိတ္တတွေကဒါနဲ့ပတ်သက်ပြီးလက်ရှိမှာနီးပြနဲ့ပတ်သက်ပြီးတော်တော်လေးအားမရတာတွေတွေ့ရပြန်တယ်မပါတော့ဒီနေ့ပွဲစဉ်ကမနိုင်ပါလေးရဝါဆိုးကတော့ဒါမနိုင်စရာအကြောင်းမရှိပါဘူးနိုင်မှာပါပဲဒါခုနကပြောလို့ဒါပေမဲ့ဘလိုမျိုးလဲပေါ့နော်ပါတီလုံးမလဲဒါတွေကိုချက်တော့စောင့်ကြည့်ရမယ်တယ်မပါတော့လက်ရှိမှာတေချာတခုကဒီနေ့ပွဲစဉ်မှာလူစုံသက်စုံ ထုတ်ကန်လာမယ်အဝေးခွင့်စကန်ရမယ်တော့ကျွန်တော်ဒါမဆိုးတော့မဆိုးပြဒါပထမပိုင်းကအာအဝေးခွင့်မှာခဲ့တာကျွန်တော်ဘိုးပြတ်ချိန်မှုလိုက်ပြီးတော့တကယ်ကိုလုတ်ပြနိုင်ခဲ့ဆိုတော့တော်တော်လေးကိုမဆိုးလို့ပြောလို့ရမယ်နေဒါမှရှိရလို့မြင်တယ်ပြီးနောက်တစ်ခုအနေနဲ့ပြောမယ်နောက်တစ်ပွဲအနေနဲ့ပြောမယ်လက်ရှိမှာဒါမြန်မာဆန်တော့ဂျိတနားရီခွဲမှာကန်သွားမယ် Lion နဲ့ Manchester United ပေါ့နော်အဲ့တော့အဲ့ဒီပွဲစဉ်ကမတိမတာကြည့်ကောင်းမယ်ပွဲစဉ်လို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့ ဒီပွဲစဉ်နဲ့ပတ်သက်ပြီးမထင်မှတ်ပဲမယ်လက်ရှိမှာဒါကျွန်တော်တို့ဝုန်းတိုင်းကျင်းနေခဲ့တဲ့လူပဲဆိုရမယ်ဒီထားမှာရှိအဲ့ဒါကဘာလဲဝုန်းတိုင်းကျင်းနေမယ်ဒီထားလက်ရှိမှာဒါကျွန်တော်တို့အိုနာနာကနေစပြီးထုံးဝန်တိုင်းကျွန်တော်တို့ထုံးဝန်တိုင်းအာချောင်းတယ်ပေါ့နော်ကျွန်တော်တို့ကပူကောင်းတဲ့ကလပ်တစ်ခုဖြစ်တယ်ဘာညာလိုင်ယွန်ထက်အများကြီးပူကောင်းတဲ့ကလပ်ဘာညာဆိုပြီးသွားပြီးအာချောင်းပလိုက်တယ်အားချောင်းလိုက်တဲ့အချိန်မှာဒါကျွန်တော်တို့နာမည်ကျော်မားတဲ့အချိန်ကဒါမန်ချက်စတာယူနိုက်တက်ကစားသမားဟောင်းဖြစ်ခဲ့တဲ့ကစားသမားတယောက်အနေနဲ့ဒါ မန်ချက်စတာယူနိုက်တက်သတ်တမ်းတစ်လျှောက်လုံးမှာအဆိုးရွားဆုံးဂိုးသမားအနေနဲ့မင်းဒီလိုစကားမျိုးမပြောသင့်ဘူးဆိုဟိုကချိတ်ချလိုက်ကို press conference မှာကျွန်တော်မနေ့ကအဲ့ဒါဩဖာဗီဇီရိုမာနိုရေးတယ်ဆိုတော့ဒီကောင်ဒီဘဲကြီးချက်ကားရေးပြန်ပြီလားမသိတကယ်ဟို press conference မှာပြောချတာမဟုတ်နော်။သူကလည်းခုနကပြောသူကအဲ့လိုမျိုးမချိတ်ခင်သူကရှေ့ကနေပနာလို့သွားသေးတယ်နာမည်ကျမာတစ်ကဘာပြောသွားလဲဆိုတော့ ကျွန်တော်အနေနဲ့သူများတွေကိုကျွန်တော်အမြင်နဲ့ respect ရှိတယ်ကျွန်တော်တောင်းတယ်ဟုတ်တယ်နမညာမတ်တွေကကျွန်တော်မြင်မှုမြတ်ကစားသမိုင်းမှာတော်တော်အေးတဲ့ကစားသမားတွေကတယောက်ဖြစ်တယ်ဘောနော်အဲ့ဒါကြောင့်ကျွန်တော်ဒါသူပြောတယ်လည်းမှန်တယ်လို့မြင်တယ်ကျွန်တော်တောင်းတယ်သူတော်များတာမပုတ်ခတ်ဘူးကျွန်တော်အနေနဲ့ဒါခုနကလူအကုန်လုံးကလည်း respect ရှိတယ်ဒါပေမဲ့ Manchester United အသင်းရဲ့တမိုင်းတလျှောက်ဒါအဆိုးရွားဆုံးဂိုးသမားအနေနဲ့ဒီလိုမျိုးစကားမျိုးပြောတာကျွန်တော်အနေနဲ့ဒါလက်မခံနိုင်ဘူးဆိုတော့ तू ကကြိတ်ချအောင်ပြီးလည်းပြ तू ကတမိုင်းတလျှောက်အဆိုးရွားဆုံးဂိုးသမား तू မပြောဘူးနော် ဒီကြီးကတဟေးကကက်စပါရှမိုက်ကိုဖန်တာဇာလို့ကစားသမားမျိုးအနေနဲ့ဒီလိုမျိုးပြောရင်သူတို့အနေနဲ့သူလက်ခံပြီးလို့ရတယ်။ဒါပေမဲ့အိုနာနာလို့ကောမျိုးဒီလိုပြောတာသူလောကလက်ခံလို့သူသူကြိတ်ကောအဲအဲ့ဒီပါသူကဘာပြောလဲဆိုတော့အိုနာနာပြန်ပြီးထဖြစ်ရောအိုနာနာအနေနဲ့ကျွန်တော်ခုနကကျွန်တော်ကခုနကအသင်းထဲကိုကျွန်တော်လေး respect ရှိပါတယ်။ကျွန်တော်ကခုနကဘဒုမှကျွန်တော်ဒါဘာမှမပြောဘူးသူကခုနကပြန်ချီပါဒါပေမဲ့အိုနာနာကဒါဆိုတဲ့ချောင်းမှထည့်သွားတယ်။ဘာထည့်သွားလဲဆိုတော့အိုနာနာ ကျွန်တော်ကတော့အခုလက်ရှိ Manchester United ကဘာမှအကောင်းဆုံး club နဲ့အတူဒါ Super League ကိုအများကြီးယူပြီးတဲ့လူတယောက်ဖြစ်တယ်။တချို့ကဒီလိုမျိုးပြောနိုင်မှာမပြောချင်တာဒါနမန်ဂျာမာတစ်နေတဲ့ဒါ Manchester United အသင်းမှာရှိစဉ်ကာ Super League မရယူနိုင်ခဲ့ဘူးဆိုတဲ့ပုံစံမျိုးသူပြောသွားတာပေါ့နော်။ဒါပေမဲ့ကြီးရနမန်တာမာတစ်နေတဲ့ဒါကျွန်တော်တို့ Manchester United အသင်းနဲ့ဒါဖလားမရခဲ့ပေမဲ့သူ့အနေနဲ့ Premier League တိုက်တဲ့နှစ်ခုရခဲ့တာကိုဥနနာမိသွားပါဒါပေမဲ့သူကတော့ပြောချင်တာကတော့ Manchester United နဲ့မင်းဘာဖလားမရခဲ့တာမဟုတ်ဘူးကောင်မဟုတ်ပါဘူးကွာမင်းဆောက်ဘောပါကွာဆိုတဲ့ပုံစံမျိုးနဲ့ဥနနာကလည်းပြန်ကြိတ်တယ်။အဲ့တော့ ဒီနေ့ကွင်းထဲမှာတော့ Lion နဲ့ဒါကျွန်တော် Manchester United ပွဲစဉ်ကထင်တာထက်ပိုပြီးတော့အများကြီးအများကြီးကြီးလို့ကောင်းမယ်လို့မြင်တယ်။ဒါပြီကျွန်တော်ဒီနေ့မှာစတင်ပြီးသိတဲ့တစ်ချက်ကလက်ရှိမှာဒါကျွန်တော်တို့ Argentina နဲ့အတူစောက်ရမ်းခြေစွမ်းပြနေတဲ့အောင်မားထားက Lion Brothers ဆိုဒီနေ့မှာသိလိုက်တာ။အဲလက်ရှိမှာဒါကျွန်တော်တို့ Lion ကဒီ ကျွန်တော် personal အမြင်မှာပြောရမယ်ဆိုရင် cancel ပိုင်းအားနေတာတခုကလွင်တိုက်ဆက်ပိုင်းဆောက်ရမ်းကောင်းတယ်လို့ပြောလို့ရတယ်မှာပါတယ် Ryan Cherki Toliso Amara Mekadasi အဲ့လိုမျိုးကစားသမားတွေကလက်ရှိမှာတော်တော်လေးပါအဲ့တော့လာဒါမှကျွန်တော်တို့ဒါလာရကျွန်တော်တို့ line ကနောက်ဆုံးပြိုင်ပွဲဆို၅ဘွဲ့မှာဒါကျွန်တော်တို့ တိုတဲအားဖြင့်လေးပွဲနိုင်တာနိုင်ထားတဲ့ပွဲစဉ်တွေကိုကြည့်မယ်ဆိုရင် 2C 4C 42 21ဆိုရယ်နှစ်ဂိုးနဲ့အထက်နဲ့နောက်ဆုံးပြ Strasbourg ကို42နဲ့ရှုံးထားတဲ့ပွဲစဉ်မှာတောင်မှ Lion ကနှစ်ဂိုးပြန်သွင်းထားနိုင်ခဲ့တယ်။တစ်ဖက်က Manchester United အတင်းနဲ့ခုလက်ရှိမှာသူတို့လေတာခြေစွမ်းရမစိုးလို့ပြောလို့ရတယ်။ Leicester City ကို3ဂိုးပြတ်နိုင်တယ်။ဒါ4ဂိုးပြတ် Real Sociedad ကိုနိုင်ခဲ့တယ်။ဒါပေမဲ့နောက်ပိုင်းပွဲစဉ်မှာဒါ City ကိုတည်ရကြတယ် Northern Forest ကို1-0နဲ့ရှုံးနေပေါ့နော်။အဲ့တော့လက်ရှိမှာ United တိုက်စစ်ကတော့အဆိုးမရအောင်အဲ့တော့ Kobe Mainu အနေနဲ့လက်ရှိမှာ training ပြန်ဆင်းနေပြီဆိုပြီးဓာတ်ပုံတွေလက်တက်လာကြတယ်။ဒီနေ့ပွဲစဉ်မှာဒါအရန်အနေထားနဲ့ စားလက်တင်ပြီးပါဝင်လာမယ်လို့မြင်တယ်။ဒါပေမဲ့ United မှာလက်ရှိအကြီးအမားဆုံးပြဿနာသူတို့ရဲ့ခံစစ်ပိုင်းဒဏ်ရာရမှုဒါပေမဲ့လက်ရှိမှာ United အသင်းနဲ့နောက်ပိုင်းခံစစ်ပြဿနာတော်တော်လေးကိုထိသိမ်းလာနိုင်ခဲ့ပြီးခံစစ်ပိုင်းကမဆိုးလို့ပြောလို့ရတယ်။နောက်ဆုံးပြိုင်ပွဲဆုံးငေါ့မှာ United အသင်းနဲ့ပြေးကို3ဂိုးအထိပဲရှိခဲ့လို့ပြောလို့ရတယ်မှာပါ။အဲ့တော့ လက်ရှိမှာခံစစ်ကောင်းတဲ့အသင်းနဲ့တိုက်စစ်ကောင်းတဲ့အသင်းနဲ့တွေ့ရမယ်အဲ့တော့ကျွန်တော်ကစိတ်ဝင်စားတာကျွန်တော်အယ်မာဒါမီကာဒါစီဒါကျွန်တော်တို့ချယ်ရိုင်ချာဂီတို့အုပ်စုအနေနဲ့ဘယ်လောက်ထိဒုက္ခပေးနိုင်မယ်အဲ့တော့မာတစ်ကြီးသားအိုရနာကိုကိုသွင်းခဲ့မယ်ဆိုရင်ဘယ်လောက်ထိတောင်ရည်ရမလဲတော်တော်လေးစောင့်ကြည့်ရမယ်ပုံစံဖြစ်တယ်ယူနိုက်တက်တဲ့ဒီနေ့ပွဲစားမှာဒါခုနကပြောလို့ပဲဒါအလိုင်ယွန်တိုက်စစ်နဲ့ရှင်မယ်ဆိုတိုက်စစ်ပိုင်းတော့အားနေတယ်လို့မြင်တယ်ဝိုင်လန်တို့အိုဆိုကခုချိန်ထိဘာဆိုဘာမှမလုပ်နိုင်နိုင်မဘရူနိုဖာနန်ဒက်စ်ကိုဒီနေ့ပွဲစားမှာအလွန်ကြုံအားကိုးရအောင်မယ်လို့မြင်တဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်အနေနဲ့ပုတ်ကူကြီးရရပြောမိတဲ့ပွဲစဉ်တစ်ပွဲပဲအဲ့တော့ လက်ရှိမှာတော့ကျွန်တော်သူများအသင်းတွေဒါကျွန်တော်အဝေးကွန်းမှာသွားပြီးရဆိုင်တဲ့အချိန်မှာစပားအသင်းကတော့အိမ်ဝင်းမှာကျွန်တော်ဒါ iTran Frankfurt နဲ့ဒါကျွန်တော်တို့ရင်ဆိုင်ရမှာဖြစ်တယ်။ iTran Frankfurt ကိုတော့ Tottenham Hotspur အသင်းရဲ့သူတို့ရဲ့အိမ်ဝင်းမှာရင်ဆိုင်ပြီး Tottenham Hotspur အသင်းလက်ရှိမှာဒါနိုင်ပွဲတစ်ပွဲပြင်ရထားခဲ့တယ်။ဒါကျွန်တော်တို့ Southampton နဲ့ပွဲစဉ်မှာ3-1ဆိုတဲ့ပွဲစဉ်နဲ့အတူဒါကျွန်တော်နိုင်ခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်။ Spurs တွေကနောက်ပိုင်းပွဲစဉ်မှာဒါရှက်ရှက်ပပနိုင်ပွဲတစ်ခုပေါ့နော်။အဲ့တော့နောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲအခြေအနေရကြည့်မှာနှစ်သင်းလုံးကတိတ်တော်မကွာဘူး။ဒါပေမဲ့လက်ရှိမှာ iTran Frankfurt ကသူတို့ရဲ့ပြည်တွင်းလိမှာတော်တော်လေးကိုအဆင်တန်းရှိလာတဲ့သတင်းဖြစ်တယ်။အဲ့လက်ရှိ ာ Iron Prophet အနေနဲ့ကျွန်တော်သိရတော့ပြောရမယ်ဆိုရင်တော့ Oliver Glasner ကိုင်တော့ကလည်း Europa League ကိုရခဲ့မှုတဲ့တူတူဖြစ်ခဲ့တယ်။အဲ့တော့ခုနကပြောလို့ဒါကျွန်တော်တစ်ချက်တော့ပြန်ကြည့်အောင်။အဲ့တော့ Iron Prophet နဲ့ဒါကျွန်တော် Tottenham Hotspur Thing က Champion League တုန်းကတွေ့ခဲ့မှုတာဖြစ်တယ်။ Spurs Thing ကအဲ့တော့မမေရသူတို့ရဲ့အိမ်ကမှ3-2နဲ့နိုင်ခဲ့ပြီးတော့ Frankfurt ရဲ့အိမ်ကမှ0-0ဆိုတဲ့ရလနဲ့နိုင်ခဲ့တာ။ဟိုတည်ကြခဲ့။အဲ့တော့မစိုးဘူးလို့ပြောလို့ရတဲ့ခြေစွမ်းတစ်ခုကို Spartan က Frankfurt နဲ့တွေ့ရင်ပိုင်ဆိုင်ခဲ့လက်ရှိခြေစွမ်းရဆိုတော်တော်လေးကိုပြောအားခတ်တဲ့အနေထားမှာရှိတယ်ပေါ့နော်အဲ့တော့ Spartan နဲ့ဒီနေ့ပွဲစဉ်ကိုနိုင်ခဲ့မယ်ဆိုရင်တော့ဒါကျွန်တော်တို့ semi final ကိုတက်ဖို့အတွက် အခြေအနေကောင်းပါပြီတော့လက်ရှိမှာပြောမယ့် Spartan ကဒီနေ့ပေါ်မှာလူပြန်စုံပြီတော်တော်လေးကိုလူပြန်စုံတဲ့နေရာတစ်ခုပြန်ရောက်လာခဲ့ပြီ Tyson ကကွင်းလေကခန်းစစ်ပိုင်းကအကုန်လူပြန်စုံပြီဒါခုနကပြောလို့ဒါ Kluvski တယောက်လောက်ကလွှင့်ကျန်တဲ့လူတွေအကုန်လုံးပြန်စုံပြီဆိုပြီးလက်ရှိမှာအတီးပြူလာခဲ့တယ်မှာပါတယ် Alpha Friend ဘက်ကသူရဲ့ကစားသမားတချို့ကစားသမားဆက်လက်ပြီးနာဦးမယ်လို့ကြားသိရတယ်မှာပါတယ်ဒါကျွန်တော်တို့ Mahmoud Dihot ဒါကျွန်တော်တို့ Timothy Chalamet ရုပ်ရှင်မင်းသားမဟုတ်ဘူး Timothy Chandler ဆိုတဲ့ကစားသမားမပါလာနိုင်ဘူး ကနော့နေအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့တချို့တော့ပြောပုံရဆိုရင်တော့လက်ရှိမှာ iTrend Frankfurt ကစားသမားတွေကတော့ နည်းနည်းလေးပို့ပြီးတော့အားနေတယ်ဆိုပြီးတချို့ကပြောတယ်လီယူနိုက်တက်ဒါမကြိုက်ဆုံးကစားသမားတွေဖြစ်တဲ့ခရစ်ရှယ်ဆန်နဲ့ကုရှ်ပါတဲ့ကြောင့်မို့လီယူနိုက်တက်ပြိတ္တတွေအနေနဲ့ခုလက်ရှိမှာအိုက်ထရာဖာဖတ်ကိုစပါအသင်းကိုနိုင်မယ်လို့မျက်နှာဒါပေမဲ့ကျွန်တော်တို့ကျွန်တော်တို့ပြိတ္တတွေကျွန်တော်တို့ကတော့နိုင်မယ်မမှန်ဘူးလီယူနိုက်တက်ကောင်တွေကစပါအသင်းကိုနိုင်မယ်လို့ဝိုင်းပြီးပန်းပေးနေကြတယ်အဲ့တော့နည်းနည်းတော့ထူးဆန်းတယ်ပေါ့နော်အဲ့တော့မြီတိုးပင်စုံစည်းကမူတော်တန်ဟော့စပစ်အသင်းအနေနဲ့ခုလက်ရှိမှာဖရန့်ဖတ်ကိုနိုင်ဖို့အတွက်ရည်ကြီးတယ်ဒီပွဲကိုကပြတ်တိကပြတ်ချော်လုပ်ဖို့ဆိုရင်တော့တော်တော်လေးကိုတိုင်ပတ်သွားမယ်ထားမှရှိတယ်ဒါပေမဲ့တစ်ဖက်ကအိုက်ထရာဖာဖတ်ကကန်ကောင်းသွားတာသူတို့ရဲ့အဓိကကစားသမားဖြစ်တဲ့အိုဘားမာမုစတာဒီနှစ်ဒါကျွန်တော်တို့အဆောင်အဒီ ဂရောင်းရှိမှာပြောင်းသွားတာတော်တော်လေးအသက်ရှူချောင်ခဲ့လို့ပြောလို့ရတယ်မှာပါဒါပေမဲ့သူတို့ရဲ့အဓိကတိုက်စစ်မှုတရားဖြစ်တဲ့ဒါဟီဂိုအက်တိုက်အနေနဲ့စပါတင်ကိုဒုက္ခပေးနိုင်မလားတစ်ချက်တော့စောင့်ကြည့်ရမယ်လို့ပြောရင်းနေပဲ ကျွန်တော်ကိုတော့ကုန်ပြီပါဗျဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုနဲ့ TV4 ကြီးတို့မှာကြည်င်းလူစံပေါအောင်ကူညီလို့ရပါတယ်ညမလေးလည်းကလစ်ဖူမမေ့ကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုနဲ့ TV4 ကြီးတွေလင်းလေးတွေကိုထည့်ပေးထားကြပြီကျွန်တော်တို့ကကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရညမလေးလည်းကလစ်ဖူမမေ့ကြပါနဲ့ဟုတ်ညမကလစ်မှာညမနိုင်ဖြစ်ပါတယ်အားလုံးမကျူးတမှာလည်းကျွန်တော်ဒါခုလေးကလေးတန်ကိုလည်းကူညီပေးနေညီကိုမမအားလုံးကိုလည်းအများကြီးအများကြီးကျူးတမှာလို့ပြောရင်းနဲ့ပဲကျွန်တော်တို့ရေနောက်မှ AAC တွေ့ကြတာပါ Ti